လူကြီးမင်းတို့ကြိုက်နေတဲ့လောက်မဲ့တိုက်ခန်းတခန်းကိုရှင်းစင်ရှာပေးထားတယ်။ ဒီနေ့မိတ်ဆက်ပေးသွားမှာကတော့ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့တောင်ကလာပါမြို့နယ်ကိုရက်ကွတ်သူရလမ်းသွဲမိန်လမ်းမကြီး၃ခုဖြစ်တဲ့မြစ်တာတစ္ဆာသူ့မင်္ဂလာလမ်းမကြီးကိုအနီးမှာတည်ရှိနေရပဲဖြစ်ပါတယ်။မိန်တကားမှာဆိုရင်အရေးသိမြင့်တဲ့တကားကိုတက်ဆင်မိတာပြီးတော့အိတ်ခမ်းအဲခမ်းနေမှာရေစုခမ်းပကင်းတွေခင်းမိလာပါတယ်။အိတ်ခမ်းနှစ်ခမ်းပါပါတယ်ရှင်။အဲခမ်းမှာဆိုရင်အင်ကိုဝင်နဲ့ဘောက်ခမ်းလှဆင်မိထားပြီးတော့ TV ဆင်ပါမယ်။အောက်ခြေမှာဆိုရင် drawer ရိုက်ထည့်ပေးထားပါရဲ့ရှင်။ တီးသက်ဝရဏလေးလေးပါရှိပါသေးရဲ့ရှင်တီးသက်ဝရဏမှာဆိုရင်မှတ် slide လို့ကအသုံးပြုပေးထားပြီးတော့ like ကလည်းပါဝင်ပါသေးရဲ့ရှင်ဝရဏမှာကြွေပြားရင်ခင်မိထားမယ်ဝရဏရဲ့ဘောင်ကအလွန်မြင့်နဲ့အရှိမဆိုရင်တိုက်မြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်ထက်ကောင်းစွာရရှိပြီးတော့အရှိမလုံးကြီးအိမ်တွေများတဲ့အတွက်ကြောင့်မလို့ကားပတ်ကင်းလည်းပေါ်များပါသေးရှင် ရေတွေမီးတွေအလွယ်တကူအသုံးပြုလို့ရဖို့အတွက် main ပေါက်ကိုထားရှိပေးထားပဲဖြစ်တဲ့ main ပေါက်ထဲကခလုတ်တွေအားလုံးတင်လိုက်ပြီဆိုတာနဲ့ရေတွေမီးတွေကအလွယ်တကူအသုံးပြုလို့ရမှာဖြစ်ပါတယ်ဖျားကန်းတီးတန့်လေးပိုင်းရှိပါသေးရှင့်ဖျားကန်းမှာဆိုရင်ကြီးမားတဲ့ဗရင်ပေါက်ပါမယ်လိုက်ကပါမယ်ဖျားကြောင့်တော့ထည့်သွင်းပေးထားရပဲဖြစ်ပါတယ် ဗရင်ပေါက်တိုင်းဗရင်ပေါက်တိုင်းမှာကိုရီးယားကျိုးဆက်လိုက်ကြရတက်ဆင်ပေးထားပြီးတော့တာမန်ဗရင်ပေါက်တွေထိုင်ကျဲဝန်းပါတယ်ရှင်။အဲကန့်ကျဲဝန်းတဲ့အတွက်ကြောင့်မလို့ဆိုဖာစတီကော်ဖီတေးပဲအဲရကိုစတန်တွေထားရှိလို့ရမယ်။ညနေဆက်လိုက်ပေါက်မီးသီးခရစ်စတန်မီးဆိုင်နေနဲ့အလှဆင်ပေးထားပြီးတော့ရှောက်လန်းကျဲဝန်းတဲ့အတွက်ကြောင့်မလို့လူကြီးမင်းတို့အလှမင်္ဂလာပြုလုပ်တဲ့အချိန်မှာဆိုရင်ဇပွဲဝိုင်းတွေထားရှိလို့ရမှာပဲဖြစ်ပါတယ်။အဲကန့်အပြင်ဘက်မှာဗရင်ပေါက်ကိုထားရှိပေးထားမယ်။ PV ဈေးကောင်တက်ဆင်ပေးထားပြီးရောပါကေးခင်ပေးထားမယ်။ ။ညနေခြံမီးအမြုပ်လေးနဲ့လှဆင်နေတာဖြစ်ပါတယ်။ဒီအခါဆိုရင်ဖြင်းတိုက်သည်ဆက်ဆက်လူမနေရသေးတဲ့အခန်းဖြစ်တဲ့အတွက်ကြောင့်မလို့မီးလိုက်ဆေးလိုက်ရေလိုက်တွေကအကုန်အသစ်ပြုတ်လုပ်ပေးထားပဲဖြစ်ပါတယ်ရှင်။ဘေးဘက်မှာဆိုရင်တိုက်အမြင့်မရှိတဲ့အတွက်ကြောင့်မလို့အလင်းရောင်နဲ့လေဝင်တွေထပ်ကောင်းဆောင်ရရှိမှာပဲဖြစ်ပါတယ်။ရှောင်းလန်းမှာဆိုရင်လည်းညနေခြံမီးအမြုပ်မီးအလှတွေနဲ့တက်ဆင်နေတာပါတယ်။ PVC ကြောက်ကဆင်မိထားပြီးတော့အိတ်ခိုင်းအပြင်ဘက်မှာဖရင်ပေါက်ပိုင်းရှိရတယ်ဖြစ်ပါတယ်။ပါကေခင်းပေးထားမယ်။ညနေခြံမိ ီးအမြုံနဲ့အလှဆင်ပေးထားပါတယ်။မီးဖို့ကမှဆိုရင်အညော့ကတကားဖြင့် slide တို့ကကိုတက်ဆင်ပေးထားပြီးရောကျွေးပြားခင်ကျွေးပြားအိမ်ကပ်ပေးထားမယ်။ရေချိုးကန်းအိမ်သာတီးတန့်ပါရှိရပဲဖြစ်ပါတယ်ရှင်။ ရေချိုးခန်းထဲမှာဆိုရင် PVC တကားကိုတက်ဆင်ပေးထားပြီးတော့ကျွေးပြားခင်ကျွေးပြားရေကပ်ပေးထားမယ်။တိုင်ကြီးတစ်လုံးပါဝင်တာပဲဖြစ်ပါတယ်။ Toilet မှာဆိုရင်ကျွေးပြားခင်ကျွေးပြားကပ်ပေးထားပြီးဘိုးရိုင်းအင်းသားတစ်တလုံးကိုတက်ဆင်ပေးထားတာပဲဖြစ်ပါတယ်။အရေးပေါ်လေကားပေါက်မှာဆိုရင်တစ်သားတကားကိုတက်ဆင်ပေးထားပါတယ်။ညနေခြံကောနစ်မီသီမီဆိုင်နေနဲ့ရှယ်ပြင်ပေးထားပြီးတော့မီးဖို့ကုန်မှာဆိုရင်ကျွေးပြားခင်ကျွေးပြားရေကပ်ပေးထားမယ်။အောက်ချိန်မှာကပ်ပိနဲ့အပေါ်ဘက်မှာကပ်ပိနဲ့တွေတက်ဆင်ပေးထားပဲဖြစ်ပါတယ်။ ။ခမင်းရင်ချက်ပြုတ်ဖို့အတွက်ပဒင်းမောင်အကြီးပါမယ်။လေဝင်လင်ထက်တဲ့အလင်းအောင်ကောင်းစားရရှိမှာ ဖြစ်ပါတယ်။ပေ40 60ခရံမြေပေါ်မှာရင်ခွဲတိုင်ဆောက်လုပ်ထားပြီးရော6ထက်တိုင်အမျိုးစားပဲဖြစ်ပါတယ်။တခန်းချင်းစီရဲ့ပေချေကတော့18ပေ54ပေချေဝန်းပြီးရောအခန်းရဲ့အမြင့်အားဆိုရင်9ပေအမြင့်ပဲဖြစ်ပါတယ်ရှင်။တခန်းတစ်လွှာစီမှာ9ပိုင်မီတာ9ပိုင်မော်တာများတက်ဆင်ပေးထားပြီးရောလူကြီးမင်းတို့ရေလုံလောက်အသုံးပြုဖို့အတွက်အဝီစီတွင်လည်းပါရှိပါသေးရှင်။ တိုက်ခဲအလှည့်အဆိုရင်ဖြင့်အနောက်တောင်ဖြစ်ပြီးတော့တိုက်မှတ်ပေါင်းစရာတော့တစ်ပဲဖြစ်ပါလိမ့်ရှင်ဒီတိုက်ခဲအယောင်စင်းတို့ကတော့3890ကိုအထူးညီနေရောစပြီးသားမှာပဲဖြစ်ပါတယ်ဘန်နဲ့ချိန်ဆက်ဝယ်ယူခြင်းတော့ကာဆန်မာများအတွက်3930ကိုအထူးညီနေရောစပြီးသားမှာပဲဖြစ်ပါတယ် ရှင်းစင်ကြညာပေးခဲ့တဲ့လူမနေရသေးဘူးတိုင်းသိဆက်ဆက်အခန်းလေးကိုလူကြီးမင်းတို့အနေဖြင့်စိုက်မြင့်တက်လို့ကြီးရှုရှင်နဲ့ဝဲယူရှင်နဲ့ဆိုပါကတဏ္ဍာရီလောက်တော့ကျွန်တင်ချင်းဆိုပေးပါရှင်ရှင်စင်ကလူကြီးမင်းတို့စိတ်ထဲညာလိုက်လံပြတ်သားပေးတော့မှာပဲဖြစ်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာလည်းထပ်တွေ့ချင်သေးတဲ့အကြောင်း follow နှိပ်ပေးခဲ့ပါရှင်